ော့ဂျပန်မှာ AIDS ရောဂါတွေပြန့်နေတယ်ဆိုပြီးတော့သတင်းတွေကထွက်နေပါတယ်။ဒီကောက်ပိုင်ရှင်ရဲ့တင်ထားပုံအရဂျပန်မှာအဆောင်တူနေမိန်းကလေးချင်းချင်းကနေ HIV ရောဂါပိုးဟာကူးစက်သွားတယ်ဆိုပြီးတော့တင်ထားပါတယ်။ဂျပန်မှာဒီလိုမျိုးအဆောင်တွေကိုแชร์ပြီးတော့သုံးကြတာများပါတယ်။အဲ့ဒီလိုအဆောင်ကိုရှဲပြီးတော့သုံးလို့ရှိရင်တယောက်တည်းနေတာတက်ဆိုင်လို့ရှိရင်ခွဲပြီးတော့အိမ်လာကပေးရတဲ့အတွက်ပို့ပြီးတော့ဈေးသက်တာပါတယ်။ ဒါပေမဲ့အဲ့ဒီမှာကိုယ့်ရဲ့အခန်းပေါ်တခြားမိန်းကလေးကနင်းနေအပျော်မတ်တက်ပြီးတော့ HIV ရောဂါရလာခဲ့တာကြောင့်သူ့ရဲ့အခန်းပေါ်ကိုပါကူးဆက်သွားတယ်ဆိုပြီးတော့သတင်းတွေကတက်နေပါတယ်။အဲ့ဒါကြောင့်ဂျပန်ရောက်နေတဲ့ညီကိုမောင်နှမတွေလည်းဘ ഹു တုဒရအောင် HIV ရောဂါကဘယ်လိုကူးဆက်နိုင်လဲဆိုတာကိုဗီဒီယိုလေးနဲ့ပြောပြပေးခြင်းပါတယ်ခင်ဗျာ။ဒါပေမဲ့ဒီဗီဒီယိုလေးကအင်တာနက်ကနေတစင်ဆရာဝန်တွေရဲ့ပြောကြားပုံတွေကိုပြန်လည်တင်ဆက်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်1 HIV ရောဂါကူးဆက်ခံရနိုင်တဲ့နည်းလမ်းများ ် HIV ပိုးကအဓိကအားဖြင့်သွေးနဲ့သုတ်ရည်ကနေပြီးတော့ကူးစက်တာများပါတယ်။အဲဒါကြောင့် HIV ပိုးရှိနေတဲ့သူနဲ့လက်ဆွဲနှုတ်ဆက်တာဖတ်တာအင်္ဂါတစ်ခုတည်းအတူသုံးတာနဲ့ဗကန်နေစားစရာတွေကိုမျှပြီးတော့သုံးခြင်းကနေပြီးတော့ HIV ပိုးကမကူးစက်နိုင်ပါဘူး။ပြီးတော့ခြင်တွေရင်ကောင်တွေပိုးဟက်တွေချဘိုးတွေကနေတဆင့်လဲ HIV ပိုးဟာမကူးစက်နိုင်ပါဘူး။နောက်ဆုံး HIV ဖြစ်တဲ့သူစီကနေကြတယ်ချွေးတွေသတွေးတွေနဲ့နောက်ဆုံး HIV ဖြစ်နေတဲ့သူနဲ့မျက်နှာချင်းဆိုင်စကားပြောရင်တော့မှလေထဲကနေမကူးစက်နိုင်ပါဘူးခင်ဗျာ။ အကြောင်းခုနှစ်ကပြောခဲ့သလို HIV ကသွေးနဲ့သုံးရည်ကနေတစ်ဆင့်အဓိကကူးစက်တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မိမိနဲ့တိတ်မတိသေးတဲ့သူဖြစ်ဖြစ်သူ့ရဲ့ lifestyle ကဘယ်လိုပုံစံလဲဆိုတာကိုကိုက မသိသေးတဲ့သူနဲ့ဆက်ဆံတဲ့အချိန်မှာအကာအကွယ်ပစ္စည်းကိုသုံးဖို့လိုပါတယ်။ပြီးတော့ဆေးထိုးအပ်တွေအမွေးရိပ်တဲ့ဂျုတ်တွေနဲ့တခြားသွေးထွက်နိုင်တဲ့အရာတွေကိုမျှဝေသုံးဆွဲတာတွေနဲ့ပြီးတော့အာသာဖြစ်ပစ္စည်းတွေကိုမျှဝေသုံးဆွဲတာကနေလည်းဖြစ်နိုင်ပါတယ်။ ဗစက်နဲ့ဆက်ဆံတာက HIV ကူးစက်နိုင်ရည်ကိုနှဲပါပေမဲ့ဗစက်ဓာတ်မဟုတ်အင်္ဂါတဝိုက်မှာပေါက်ပြဲနေတဲ့ဒဏ်ရာတွေးထွက်နေတာမျိုးရှိလို့ရှိရင်တော့ကူးစက်နိုင်ရည်ရှိပါတယ်။နံပါတ်2ကို့မှာ HIV ပိုးရှိမှရှိဘယ်လိုသိနိုင်မလဲ။ HIV ယောဂါဆိုတာမျိုးကကို့မှာဖြစ်နေတယ်ဆိုတာကိုတိတိသားသားမသိနိုင်ပါဘူး HIV ယောဂါရဲ့သဘောကသူ့အတွက်တိတဲ့ယောဂါလက္ခဏာပြလာမျိုးမဟုတ်ဘဲနဲ့သူကကို့ရဲ့ခန္ဓာကိုယ်ထဲကခုခံအားတွေကိုဖျက်ဆီးပစ်တာကြောင့်ခုခံအားနေပြီးတော့တခြားပြင်ပယောဂါတွေဖြစ်တဲ့ချောင်းဆိုးတာတွေဝမ်းတောတာတွေနဲ့ပုံမဲ့ယောဂါလက္ခဏာတွေပဲပြတာပါဒါပေမဲ့နောက်ပိုင်းခုခံအားကြာဆင်းလာတာကြောင့်ပုံမဲ့ချောင်းဆိုးတာတွေကနေတော့တော်ယုံနဲ့မပြောက်တော့ဘဲနဲ့အဲ့ဒီအခါကျတော့မှဆေးရုံကိုတန်လျာဝင်ပြီးတော့သွားစစ်တာကနေပြီးတော့ HIV ဆိုပြီးတော့သိနိုင်တာပါ အဓိကကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမတန့်တဲ့အခါမှာဆေးရုံစည်းကမ်းသွားပြီးတော့စစ်ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။နံပါတ်3 HIV ရောဂါအတွက်ဆေးဝါးများအရင်နှစ်တွေမှာတော့က HIV ရောဂါဟာအရန်ကိုကြောက်ဖို့ကောင်းပြီးတော့ကာကွယ်ဆေးတွေမရှိခဲ့ပေမဲ့အခုမှတော့ HIV မဖြစ်သေးတဲ့သူတွေအတွက်ကာကွယ်ဆေးလည်းရှိနေပြီဖြစ်ပြီးတော့ဖြစ်နေတဲ့သူတွေအတွက်လည်းနေ့စဉ်ပုံမှန်ဆေးတောက်ရုံနဲ့တခြားသူတွေနဲ့အတူတူလူတန်းစီအသက်ရှင်ရှင်နေနိုင်တဲ့ဆေးဝါးတွေဟာပေါ်ထွက်နေပါပြီ။ HIV ကာကွယ်ဆေးအနေနဲ့တော့ PrEP လို့ခေါ်တဲ့ဆေးဝါးဟာထွက်ရှိနေပါပြီ။ ဒီစည်းကိုတိတ်မရင်းနှီးကြပါမယ် LGBT community တွေထဲမှာတော့တော်တော်များများသိတယ်ကာကွယ်ဆေးပဲဖြစ်ပါတယ်နိုင်ငံတကာမှာတော့ဒီ prep လို့ခေါ်တဲ့ဆေးဝါးကိုတွေ့တွေ့ကြဲကြဲသုံးဆွဲနေကြပါပြီဘာလို့လဲဆိုရင်ကိုယ်လက်စိတ်လုံးကြုံမှုရှိပြီးတော့ HIV ဘိုးကနေလည်းကာကွယ်လို့ရလို့ပါ HIV ဖြစ်ပြီးသားသူတွေအတွက်လည်း ART တောက်ဆွေးတွေဟာပေါ်ထွက်နေပြီးတော့ဆေးပုံမှန်တောက်ရုံနဲ့တခြားယောဂါပိုးမရှိတဲ့သူတွေလိုပုံမှန်ပဲအသက်ရှင်ရှင်နေနိုင်နေပါပြီ။အဲဒါကြောင့်အခုခေတ်မှာ HIV ပိုးဖြစ်နေတဲ့သူတွေကလည်းကာကွယ်ဖို့ကုသဖို့ဆေးဝါးတွေရှိနေတာကြောင့်အရင်စိတ်တက်မကြစေဖို့အကြံပေးချင်ပါတယ်။အခုဆိုရင်ကဘာပေါ်မှာ HIV ယောဂါဖြစ်ပြီးတော့ပျောက်ကွင်းသွားတဲ့သူတွေကလည်းရှိနေပါပြီ။ အမေရိကန်လူမျိုးတီမိုသီရေဖရောင်းလို့ခေါ်တဲ့သူက HIV ရောဂါပိုးကိုအပီးတိုင်ခန္ဓာကိုယ်ကနေတိုက်ထုတ်နိုင်ခဲ့ပါတယ်။တခြားသူ့လိုမျိုးဆေးကုသမှုခံယူရင်းနဲ့ပျောက်ကင်းသွားတဲ့သူတွေဟာလည်းကမ္ဘာပေါ်မှာအများကြီးထွက်ပေါ်နေပါပြီ။အဲဒါကြောင့်ကျွန်တော်တို့ဟာလူသားတွေပဲဖြစ်တာကြောင့်ဒီလိုလိင်ကိစ္စတွေနဲ့အပျော်ကိစ္စတွေဟာအနည်းနဲ့အများတော့ရှိကြပါတယ်။အဲဒါကြောင့်ကိုယ်က HIV ရောဂါပိုးရဲ့ကူးစက်ပုံနဲ့ကာကွယ်ဖို့နည်းလမ်းတွေကိုသိထားရင်တော့လုံးဝကြောက်ဖို့ကောင်းတဲ့ရောဂါမျိုးမဟုတ်ဘူးဆိုတာကိုအားလုံးသိအောင်လို့ share လေးလုပ်ပေးခြင်းပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဂျပန်ရောက်ညီကိုမောင်နှမတွေလည်းအနေရကင်းစွာနဲ့အလုပ်ကံကြီးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါမယ်။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်။ခင်ဗျာအားလုံးပဲတတ်တာ။